လက်စမီနဲ့ပတ်သက်တာတွေပြောပါမယ်လက်စမီရဲ့ပတ်သက်တာပြောရင်တော့အခုရန်ကုန်ကလူတွေတော်တော်များကတော့ပြောကြပါတယ်တရက်ကို9နာရီ20တိတိမီးပြတ်တယ်6နာရီပဲ3ခွင့်ရတယ်ဆိုပြီးတော့ပြောကြပါတယ်အဲကျွန်တော်ကျွန်တော်ပုံမှန်လေးပြောပါမယ်ရန်ကုန်ကလူတွေ6နာရီ3ခွင့်ရနေသေးတာကံကောင်းတာပါမန္တလေးမှာလက်စမီလောကမရှိတော့ပါဘူးနေပြည်တော်မှာလက်စမီပြတ်တောင်နေပါပြီတော်တော်များနေရာမှာပြတ်တောင်နေပါတယ်တော်တော်များနေရာတွေမရှိမရှိပါဘူးမန္တလေးမှာလောကမရပါဘူးသခိုင်းမှာတော့ပြောစရာကမလိုတော့အောင်ကိုပဲစုတ်ပြတ်တော့ပါပြီသခိုင်းကတော့အဲ့တော့ပုံမှန်လေးပြောရင်တော့လက်စမီကျွန်တော်တို့6နာရီ3ခွင့်ရနေသေးတာကျွန်တော်တို့ကံကောင်းနေတာဖြစ်ပါတယ်အဲ့တော့ ဟိုဖြစ်နိုင်ရင်တော့ဒါတွေဟာညှိတွားမယ့်ဟာတွေမဟုတ်တော့ပဲဒီဟာကကျွန်တော်တို့မရင်ဆိုင်ရသေးတဲ့ဒီကျွန်တော်တို့ကမရင်ဆိုင်ရဘူးရင်ဆိုင်ရတဲ့သူတွေရင်ဆိုင်ရတဲ့သူတွေနဲ့ရှင်ကျွန်တော်တို့ကံကောင်းနေတယ်ကံကောင်းနေသေးတယ်လို့ခံစားပြီးတော့ကျွန်တော်တို့နားလေးပြကြဖို့လိုပါတယ်လက်စင်မီနဲ့ပတ်သက်ရင်ဒီနိုင်ရနေသေးတာကံကောင်းတယ်လို့ကျွန်တော်ပြောပြစီဘာလို့လဲဆိုတော့လက်စင်မီကအခုချိန်မှာပြတ်တောက်သွားတဲ့နေရာတွေများစွာရှိပါတယ်ကျွန်တော်တို့မသိနိုင်လောက်အောင်ပဲဘယ်နားမှာဘယ် transfer ဘယ် transformer တွေပျက်စီးပြီးတော့ဘယ် tower တွေ line တွေလက်စစ် tower တွေ line တွေပျက်စီးကုန်တယ်လဲကျွန်တော်တို့မသိပါဘူးငလင်းရဲ့ဒဏ်ဆက်ဆက်ထိခိုက်ခံစားမှုကြီးပါတယ်ဒါကြောင့်မို့လို့ဒီနေ့ခင်ဗျား၄နာရီထိ၃နာရီ၃ခွင့်ရသေးတယ်ဆိုတော့ခံကောင်းနေသေးတာပါနာရီ၃၀မီပြတ်တာကပြဿနာမရှိသေးဘူးမရှိသေးပါဘူးဒီလိုပဲကျွန်တော်ပြောပြစီဒီလိုဒီလိုအခြေအနေမျိုးမှာပြောတာပါဒီလိုငလင်းဒဏ်ခံရတဲ့အခြေအနေမျိုးပြောပါတယ်အဲ့တော့မန္တလေးမှာလုံးဝငလင်းအဲငလျင်ကြောင့်မန္တလေးမှာလက်စစ်မီလုံးဝမရတော့ပါဘူးဖုန်း line တွေလည်းလုံးဝနှိပါပြတ်တောက်တော့ပါတယ်အဲ့တော့တော်တော်လေးဖုန်း line ကောင်းတဲ့နေရာနည်းနည်းပါးပါးပဲကျွန်တော်တို့ တော်တော်များများမန္တလေးရဲ့80အိုင်လုံးတက်မနေ့ကဖုန်းလိုင်းလုံးဝမရတော့ပါဘူး အဲပြီးတော့ရေလဲကောင်းကောင်းမရတော့ပါဘူးလျှက်စစ်မိလဲကောင်းကောင်းမရတော့ပါဘူးအဲ့တော့ခင်ဗျားတို့ကျွန်တဲ့20ရံလောက်လေးကတ်ချင်ပါတယ်အဲ့နေရာလေးကလည်းဒါရှင်းပြပြောရင်တော့တချို့ကံကောင်းစားပြင်စတာလင်လိုမျိုးရှိတာမျိုးတော့ဖြစ်ပါလိမ့်မယ်အဲ့တော့နိုင်ငံတော်ဆိုအကြီးကြီးတွေနေနေလဲစတာလင်စက်တွေကိုများ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 ဆန်းဆန်းများများဆဆတွင်းခွင့်ပေးတွင်းခွင့်ပေးပြီးရောက်လာတယ်လာခွင့်ပေးပြီးတော့အဲ့ချက်ချက်ချက်ချင်းဒီအဲငလေးတန်းခိုင်းတဲ့ဒေသတွေအကုန်မှာစတာလင်စက်တွေနဲ့ချက်ချင်း update လုပ်ပြီးတင်တာမျိုးလုပ်ဖို့လိုပါတယ်အဲ့တော့စတာလင်စက်တွေကိုလည်းပြင်ပြဆန်းဆန်းဖြစ်မှရအောင်မယ်ယူဆပါတယ်အဲ့တော့မန္တလေးမှာ ရက်စမီမရတော့ဘူး80အနုလောက်ရက်စမီမရတော့ဘူးရေမရတော့ပါဘူးကျန်တဲ့ဟာတော့ပြောမနေပါနဲ့အဲ့ဒါတော့မရဘူးဖုန်းလိုင်းนี่လေတော်တော်ပြတ်တော့80အနုလောက်ပြတ်တော့နေပါတယ်အဲ့တော့ကျွန်တော်တို့ကျန်တဲ့နေပြီးတော့နေပြီးတော့လည်းဒီတိုင်းပါပဲစကိုင်းလည်းဒီတိုင်းပါပဲအဲ့တော့နေပြီးတော့မှတော့တကယ်အဓိကအစိုးရအဆောက်အုံတချို့နေရာတွေမပေးမဖြစ်ပေးရမယ့်နေရာတွေပေးထားပြီးတော့ကျန်တဲ့နေရာတွေတော့အဲကျန်တဲ့နေရာရှိနေပါတယ်အဲ့တော့မပေးမဖြစ်ပေးထားရဆိုလို့တချို့ကထင်ပါလိမ့်မယ်လူကြီးများအင်ညာတို့နော်ဟိုလူကြီးများအင်ညာတို့မထင်ပါနဲ့ ဆေးရုံနေလိုပါတယ်ဆေးရုံနေမဖြစ်နေလိုပါတယ်အစိုးရဌာနဆိုင်ရုံးလည်းပတ်ဖို့မဖြစ်နေလိုပါတဲ့ဌာနဆိုင်ရုံးလည်းပတ်မယ့်နေရာတွေကိုပေးရပါတယ်ဥပမာနိုင်ငံခြားရေးဦးကြီးဌာနဆိုလိုရပါတယ်ချမိုင်ဦးကြီးဌာနဆိုလိုရပါတယ်ဒါတွေဆိုမဖြစ်နေပေးကူပေးထားတဲ့နေရာတွေပါတော့ပြင်ကြားရေးဆိုလည်းသတင်းထုတ်တောက်လျှောက်ထုတ်ဖို့ကသူတို့မှလည်းလိုရတယ်အဲ့တော့တချို့မပေးဖြစ်ဆိုအဲ့ဒါမျိုးပြောတာပါတချို့တွေထင်လွဲမှာဆိုလို့တခါလေးပြောတာပါအဲ့တော့လျှက်စင်ပြီးမမကမရသေးတာတွေနဲ့ပတ်သက်ပြီးတော့တီးခံပေးကြဖို့တစ်ပတ်နှစ်ပတ်တန်တီးဖြစ်စီတီးခံနိုင်ကြတလောက်တီးခံပေးကြဖို့တိုက်တွန်းပါတယ်ဟိုဒီဖြစ်စဉ်ကြီးကတစ်ပတ်နှစ်ပတ်နဲ့လည်းပြီးသွားမှာမဟုတ်ဘူးသို့တော့ အစိုးရအနေနဲ့လျှက်စစ်မှုတွေပြန်ကောင်းလာတက်နေတော့ပြန်ရဖို့ရေးပြန်မရဖို့နောက်တစ်ခါဒီဖုန်းလိုင်းဆက်သွယ်တွေပြန်ရဖို့ကြိုးစားနေပါလိမ့်မယ် telecom operator တွေကိုလည်းတခါတည်းပြောပါမယ်ခင်ဗျားတို့အနေနဲ့ telecom operator အကောင်းဆုံးပြန်ပြန်ဆန်းဆန်းပြန်ပြီးတော့ recovery ဖြစ်အောင်လုပ်ပါအခုတနေရာတနေရာဆက်သွယ်ပြောဆိုဖို့ဘယ်သူတွေဘာဖြစ်နေမှန်းကျွန်တော်တို့မသိပါဘူးမန္တလေးမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေဘာဖြစ်နေလဲကျွန်တော်မသိရပါဘူးစကိုင်းမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေလည်းဘာဖြစ်နေလဲကျွန်တော်မသိရပါဘူးအဲ့တော့တို့ကလည်းဒီဘက်ကိုတစ်ခုခုကြောက်ကြချင်းကြောက်ကြလို့မရပါဘူးအဲ့တော့ဖုန်း operator တွေ telecom company တွေအနေနဲ့လည်း မြန်မြန်ဆန်ဆန် recovery လုပ်နိုင်မှုကြိုးစားကြဖို့တိုက်တွန်းပါတယ်เนาะအဲ့တော့ဒါလေးကလက်စင်မီရဲ့ရေရဲ့အဲဆက်သွယ်ရေးကွန်ရက်ကပတ်သက်ပြီးတော့ကျွန်တော်ပြောတာဖြစ်ပါတယ်တိုးအပ်တဲ့လိုအပ်ချက်မှရှိမယ်လို့လည်းယူဆပါတယ်ဖြည့်ဆွယ်ပြီးတွေးပြီးတော့ကိုယ့်အကူဟိုဖြည့်ဆွယ်တွေးပြီးစဉ်းစားကြဖို့တိုက်တွန်းပါတယ်